ဆီဖူဘူဖေးစားတဲ့ vlog တွေအများအားကိုတွေ့နေရတဲ့အခါကျတော့လေဂျူကိုရိုင်းလဲဆမ်မွန်ဘူဖေးစားခြင်းစိတ်တွေတအားကိုဖြစ်နေရပေါ့နော်အဲ့ဒါနဲ့ဘယ်ဆိုင်ကောင်းလဲဆိုပြီးတော့ live စုံစမ်းကြည့်ရောဒီ sushi bar မှာဆိုလို့ရှိရင်ဆမ်မွန်တွေကလက်ဆက်တယ် budget ကလည်းအဆင်ပြေရယ် review ကောင်းကောင်းလေးတွေလည်းရထားတာတွေ့တဲ့အခါကျတော့ဂျူလည်း try ကြည့်မယ်ဆိုပြီးတော့ရောက်လာခဲ့ပါတယ်ဘူဖေးမျိုးစားကတော့နှစ်ခုရှိရယ် standard နဲ့ premium ဆိုပြီးတော့ standard မှာဆိုရင်တော့ beef နဲ့ဒီ sashimi တွေမပါဘူးဂျူကဆမ်မွန် sashimi ကိုအဝစားကြတာဆိုတော့ premium package လေးကိုပဲရွေးခဲ့ပါတယ်ဈေးနှုန်းကတော့တစ်ယောက်ကို9000 ောင်း9000ကျော်ကျပြီးတော့စားတောက်ချိန်ကတော့2နာရီပေးထားပါတယ်။အရင်ဆုံးလာချပေးတာကတော့ဂျူရိုမှာထားတဲ့ဆယ်မွန်ပွဲ20စာပကံဤပါတော်တော်ကိုပိုးရှင်ကများပါတယ်။ဂျူရိုဒီလောက်များတဲ့ဆယ်မွန်တွေကိုတစ်ခါတည်းတထိုင်ထဲမှာနှစားကြည့်ဘူးတဲ့အတွက်ဂျူရိုဘယ်လောက်ထိစားနိုင်မလဲဆိုတာကိုအဆုံးထိစက်ကြည့်ပေးပါအောင်နော်။ဒီဆိုင်ရဆယ်မွန်လေးတွေကလက်ဆက်ပြီးတော့ quality ကောင်းတယ်မဆိုးဘူး။သူ့ရဲ့ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ quality ကတော်တော်လေးတန်တယ်လို့ပြောလို့ရတယ်။ငါးတွေထဲမှာတော့ဆယ်မွန်ကလုံးဝပျော်ပြင်ပဲဂျူးလိုမျိုးငါးမကြိုက်တဲ့လူငါးမစားတဲ့လူတောင်ဆယ်မွန်စား ရှိမီဆိုရင်လုံးဝမငင်းစံနိုင်ဘူးအရန်ကြိုက်တယ်ဘူဖေးဆိုင်ဆိုမှာတော့ဆာမွန်တစ်ခုတည်းစားနေလို့မရဘူးလေဆာမွန်စားစားနေတဲ့အချိန်မှာဘေးနားမှာဆူကီယာကီဟော့ပော့အိုးကိုလည်းတခါတည်းတဲထားပြီးသားဆန်ရောက်ဝန်ထမ်းလေးတွေကကူညီပြီးတော့လုပ်ပေးတာဆိုတော့အစားအသောက်လည်းမပြတ်တော့ဘူးပော့အိုးစောင့်နေတော့မှနောက်ထပ်ဟင်းပွဲတွေလည်းအများကြီးမြည်ခဲ့သေးတယ်ဒါလေးကတော့တော်တော်များများ review ပေးတယ်သူ့ရဲ့ signature ပစွန်ကျော်လေးပေါ့နော် sauce ကချိုချိုလေးနဲ့ပစွန်ကျော်ကျွတ်ကျွတ်ကလေးနဲ့လိုက်ဖက်မှုရှိရဲစားလို့ကောင်းတယ်ဒါမှကျူးအတွက်ကြတော့နည်းနည်းလေးအချိုကဲလို့ဖြစ်ပြီးတော့မုန့်နှစ်သားလေးကလည်းထူတယ်လို့တော့ခံစားရတယ်ပေါ့နော် လီယာကတော့ပင်လယ်စာ hot plate လေးစားကောက်နေဆိုပြီးတော့တော်တော်မများပြောကြလို့ဂျူးစမ်းစားကြည့်啊ဂျူးလည်းအရန်ကြိုက်ပါတယ်ချင်းချင်းဆက်ဆက် sauce လေးနဲ့ seafood လေးတွေကလည်း smoke လုပ်ထားတဲ့အနံ့တင်းတင်းလေးနဲ့မှုမှုလေးတော်တော်လေးစားလို့ကောင်းတယ် sushi ဆိုင်ရောက်ရင်ရိုးရမပြတ် miso soup ကလည်းတောက်ရမယ်ဆိုတော့ salmon miso soup လေးကိုပပားမှာတောက်ခဲ့ပါတယ်အရသာလေးကတော့တောက်လို့ကောင်းတယ်လို့ပြောတယ် salmon သားအီအီလေးနဲ့သူကတော့အကြိုက်တွေ့နေလေရဲ့ဒီစပန်းကားกินဆိုရင်လည်းအရေကွန်ကျွတ်ကျွတ်ကလေးနဲ့အတွင်းသားအီအီလေးဖြစ်အောင်กินပေးထားတာဒါလေးလည်းစားလို့ကောင်းတယ်တမန်သေးလေးညှိပြီးတော့ soy sauce လေးနဲ့ တိုးစားလိုက်ရင် လုံးဝကိုနှစ်တုပ်တာပဲဘူဖေးစားလို့ရှိရင်ဘိုက်ပြေဝါမှာကြောက်လို့စားလို့မရှိကြတဲ့အခုလိုမျိုးကြက်ဥတို့အသီးရွက်တို့တော်တော်များများကိုလည်းယူရို try ခဲ့သေးရဲ့ဒါမဲ့လေစားကောက်နေဒီကြက်ဥဆိုလို့ရှိရင်လဲ swine sauce လေးနဲ့တိုးစားလိုက်လို့ရှိရင်အရသာရှိရဲ့ပြီးတော့ဒီသခွားသီးလေးရောပဲကျွတ်ကျွတ်ကလေးနဲ့မှုမှုလေးစားလို့ကောင်းတယ်ဒီကြက်ဥလေးကတော့ကျူအရင်ကြီးမကြိုက်ဘူးဒီဒါရှိတင်ပေးထားတဲ့ဂျပန်တိုဘူးဟင်းပွဲလေးကလည်းတော်တော်လေးစားလို့ကောင်းတယ်တိုဘူးသားအပြင်ကျွတ်ကျွတ်ကလေးနဲ့အတွင်းပျော့ပျော့လေးနဲ့ကျူလုံးဝကိုအကြိုက်တွေ့တဲ့ဟင်းလျာလေးပေါ့နော်ဂျပန်ဆိုင်ရောက်နေပြီ ပြီးဆိုမှတော့ sushi ကလည်းမဖြစ်မနေစားကြည့်ရသေးရဲ့ဒီနှစ်ခုလုံးကလည်းစားလို့ကောင်းတယ်ကျူတို့ဒီလောက်အများကြီးစားနေရတော့မှလုံးဝဘိုက်ပြည့်ရလို့မခံစားရသေးဘူးအခု hot pot အိုးလေးပွက်ပြီးဆိုတော့စားလိုက်ပါဦးမယ်